မကျောင်းသူများမင်္ဂလာပါဆရာကတော့ဒသမရန်တင်ယူတင်မြန်မာစာပါဒရက်ကိုတင်ပြဆင်းရဲသွားမယ်ဆရာဦးဝေရံဖြစ်ပါတယ်ဆရာဒီနေ့ဆင်းရဲမဲ့အကြောင်းအရာကတော့အပိုင်း1အဖက်ရသင်ခန်းစာအခန်း1မြန်မာစကားပြေရွေးချယ်ချက်မှာရောမင်းကြီးစိတ်တဲ့အကြောင်းကိုဆင်းရဲမှာဖြစ်ပါတယ် ဒီတင်ငန်းစာကိုလေ့လာခြင်းအဓိကရည်ရွယ်ချက်ကတော့ရှေးခေတ်မြန်မာမူမတူဖြစ်တဲ့ရောမင်းကြီးရဲ့အတူယူဝယ်စိတ်ဓာတ်ကိုသိရှိစေဖို့နောက်မှော်ပြီးဆရာသိန်းရိုးရှင်းသောစကားပြေအရေးသားကိုသိရှိပြီးတော့နီးယူရေးသားတတ်စေဖို့အတွက်ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်ထမအောင်ဆုံးအနေနဲ့ဒီရောမင်းကြီးစိတ်သက်စကပြေရာဘာစကပြေမျိုးစားလဲဘဲခင်မရေးခဲ့တာလဲဘယ်သူကနေရေးသားထားတာလဲပြီးတော့ဒါကိုဘယ်ကနေကောက်နှုတ်ထားတာလဲနောက်ထပ်ဒီတင် တိကိုဇာတို့လေ့လာကြည့်ကြရအောင်ယောမင်းကြီးစိတ်သက်သကပြေရတော့အထုပ်ပတိစာပေသကပြေမျိုးစာပဲဖြစ်ပါတယ်ယောမင်းကြီးစိတ်သက်ကိုတော့ကိုလိုနီခေတ်မှာရေးသားခဲ့တာပဲဖြစ်ပါတယ်မော်ဘီဆရာသိန်းရေးတဲ့မြမလွတ်တော်ဝင်ကြီးမှုကြီးများဤအထုပ်ပတိစာအုပ်ကနေကောင်းလုပ်ထားတာပဲဖြစ်ပါတယ်ဆက်ပြီးတော့မော်ဘီဆရာသိန်းရဲ့အထုပ်ပတိအချင်းကိုလေ့လာကြည့်ကြရအောင်မော်ဘီဆရာသိန်းကိုမြန်မာတက်ကရိ1223ခရစ်နှစ်1861ခုနှစ်မှာဘွားမြင်ပါတယ်မြန်မာတက်ကရိ 1303ခရစ်နှစ်1947မှာတော့ကွယ်လွန်အိဆာရောက်သွားပါတယ်။မော်ဘီဆရာသိန်းရဲ့ဇာတိကတော့မော်ဘီမျိုးနဲ့မင်းရွာဇာတိဖြစ်ပါတယ်။သူရဲ့ငယ်မြေကတော့မောင်ဖိုးသိန်းဖြစ်ပါတယ်။ငယ်စဉ်တုန်းကဆေးရနွမ်းပါခဲ့တဲ့အတွက်ကြောင့်ပညာကိုဖြောင်းဖြောင်းမတင်ခဲ့ရဘဲနဲ့အလုံမျိုးစုံမလုပ်ရင်ပညာရှာရပါတယ်။သူလုပ်တဲ့အလုပ်ကတော့ကျွဲချောင်းတာ၊လေထိုးတာ၊လဲကူလီ၊အလံပဲပြသူ၊ဇက်လူပြဲ၊စိုင်းနောက်တာ ဇတ်တချင်းရေးသူရုပ်စုံစဉ်အပြုတော်ကိုင်စတဲ့အကျန်းအမှုဆောင်အောင်လုပ်ခဲ့ဘူးတဲ့သူပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ကြေးတိုင်စီမျိုးအုပ်စီအင်္ဂလိပ်ရေးပိုင်များအိမ်မှာဘန်နာဆို စပွဲတို့မြမစာပြဆရာစတဲ့ပြင်လဲလောက်ထူလိုက်သူဖြစ်ပါတယ်ဒါအပြင်ကြောက်စာကူးသူ စာပုံနှိပ်တိုက်စီ တင်းစာတိုက်စီစတဲ့ပြင်လဲဘဝမျိုးစုံကျင်လဲဘူးတဲ့သူပဲဖြစ်ပါတယ်အဲ့ဒီလိုဘဝမျိုးစုံ အတွေ့အကြုံမျိုးစုံကိုတွေ့ကြုံခဲ့ရတဲ့အတွက်ကြောင့်သူကဆိုလို့ရှိရင်ဘုဒ္ဓဘုဟုတုဒ္ဒမျိုးစုံကိုဟင်းလီဦးတပွဲတနည်းအားဖြင့်အယူလွယ်ဤတပွဲစုဆောင်တင်ပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။မော်ဘီဆရာတိုင်းဟာဆိုလို့ရှိရင်အင်္ဂလိပ်စာအင်္ဂလိပ်ယဉ်ကျေးမှုကိုရှေ့တန်းတင်နေတဲ့ကိုလိုနီခေတ်မှာမြန်မာနိုင်ငံရဲတကာတို့မနာတဲ့လှည့်လည်သွားရောက်ပြီးတော့မြန်မာမှုမြန်မာစာပေမြန်မာယာစွင်တို့ကိုအပတ်တကုတ်ရှာဖွေစုဆောင်ဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။ အင်္ဂလိပ်ရရှိကြီးကြီးထံမှမင်းပါစိုးခွင့်ဝင်ခဲ့ပြီမဲ့လို့ဂါမောင်းဖြူဖော်လုံးနဲ့ဖြင်းအင်းကြီးဖြင်းလုံးကြီးတောင်ရှိပစိုးစတာတွေကိုဝစ်ဆင်ပြီးတော့အတောင်းအစာအပြည့်ယွန်းအေယွန်းတောင်းလန်းတို့ကိုဒါအမြဲအသုံးပြုလေးရှိခဲ့ပါတယ်။ပြီးတော့မြန်မာဆန်ဆန်စားတော့နေထိုင်ခဲ့ပါတယ်။ဆရာသိန်းဟာဆိုလို့ရှိရင်သူရေးခဲ့တဲ့စာပေတွေများစွာရှိပါတယ်။သူရဲ့စာပေတွေကတော့ပောရနာဒီပနီနှစ်တွဲ အယူလွယ်အိစာရဲနှစ်တွဲပါဇက်ရာဆွေနှစ်တွဲရလေးလုံးပုံမြင်ဂျိုင်းနာမင်္ဂလာစာရန်ရှေးပြနှောင်းပြစာရန်ဟင်းလေးအိုမြမလွတ်တော်ဝင်ကြီးမှုကြီးများအထုပ်ပတ်တီစတဲ့မြမမှုမြမစာပေနဲ့မြမရာဆွေဆန်ရာစာအုပ်စာရန်အမျိုးမျိုးအပြင်စာနယ်ဇင်းတွေမှာလည်းစာပေရင်ကျေးမှုဆန်ရာဆောင်ပါများစွာကိုရေးခဲ့တဲ့သူပဲဖြစ်ပါတယ်။ဒါကတော့ဆရာတို့ကမော်ဘီဆရာသိန်းရဲ့အထုပ်ပတ်တီအချင်းကိုလေ့လာခဲ့တာပဲဖြစ်ပါတယ်။ ဆက်ပြီးတော့သူရေးခဲ့တဲ့ရောမြင့်ကြီးစိတ်တဲ့အကြောင်းကိုလေ့လာကြည့်ကြရအောင်တခါတော့ကလက်ဝဲရေချောင်းပုံမင်းရဲ့အိမ်မှာမြင်းထိန်နေတဲ့ငတားဆိုသူဟာဆိုလို့ရှိရင်အလှမတာရှိတဲ့အခါတိုင်းမှာတငယ်ချင်းတွေကိုဟေးရွှေပြည်ဝင်ကြီးရေးတဲ့ဝိမု ക്തി ယတ္တကျမ်းကာယ ानु ပတ္တနာကျမ်းဥဒ္ဓဘောဇနာသင်္ဃာကျမ်းတွေကိုကြည့်ကြပါကွယ်ဝိမု ക്തി ယတ္တကျမ်းမှာဆိုထားလိုက်တာဘာပြောဖို့ရှိမလဲလွန်ရောကာယ ानु ပတ္တနာကျမ်းမှာမိမဥဘယ်မျှရှိတယ်ယောက်ျားဥဘယ်မျှရှိတယ် ကလေးများဘယ်ရွယ်ရှိတဲ့အခါငိုသောအားသည်အချိန်မီမျရှိသည်ဆိုထားလိုက်တာကွယ်လွန်ရောဥတုဘောဆနာကျမ်းကအစာအတော့အစာအမျိုးမျိုးရေချိုးနီနဒလင်းရသောနီအသားကိုစားနီးများကိုဆိုထားလိုက်တာကွယ်အသက်ရှိဖို့ကြီးပါပဲကွယ်ဖက်ကြပါကွယ်ဆိုပြီးတော့အပြောများနေတာကိုနေရာတိုင်းကြားပံများတဲ့အတွက်ကြောင့်ရွှေပြည်ဝန်ကြီးရဲ့အိမ်ဦးစီးတယောက်ကမခံချင်တဲ့အတွက်ကြောင့်ဝန်ကြီးမင်းအားအဲ့ဒီအကြောင်းကိုရှင်းတင်လေတယ်အဲ့ဒီအခါမှာဝန်ကြီးမင်းက ဘယ်ကငတာလဲကွဲ့လို့မြင်တဲ့အခါမှာလဝဲเจ้าဘုံမင်းအိမ်ကမြင်းတဲ့ငတာဖြစ်ကြောင်းမှဖျားလို့ရှောက်တဲ့အခါအမေမင်းဒီအကောင်ကို အမြန်သွားခေါ်စမ်းမကွယ်လို့မိန်တော်မူတဲ့အတိုင်းသွားခေါ်တဲ့အခါငတဲ့ငတာရောက်လာတယ်။အဲ့ဒီအချိန်မှာဝန်ကြီးမင်းကဟဲ့ငတာမောင်မင်းငါရေးသားတဲ့ကျမ်းတွေကို လူတကာကြည့်ရှုဖို့တိုက်တွန်းပြောဆိုတယ်လို့ငါကြားရတယ်။ဟုတ်ကဲ့လား။အဲ့ဒီအခါမှာငတာကဝန်တာအာရနဲ့မှန်ပါဖျားလို့ရှောက်ထားတဲ့အခါမှာ ဘေကျမ်းများကိုမောင်မင်းပြောပြတဲ့တုံးဗျာအဲ့ဒီခါမှာငတဆုသူကမှန်ပါဝိမု ക്തി ယတကျမ်းကာယ ानु ပတ္တနာကျမ်းဥဒုဘောစနာကျမ်းများဖြစ်ကြောင်းမှဘုရားလိုရှောက်တင်တဲ့အခါမှာမောင်မင်း၎င်းကျမ်းများကိုကြည်ဘူးပါဒလားဗျာအဲ့ဒီခါမှာငတကမကြည်ဘူးပါမမြင်လဲမမြင်ဘူးပါ သူတို့လူကြီးများပြောပြကြသည်ကိုကြားရ၍ဖျားကျွန်တော်မျိုးလဲလူတွေတိုင်းပြောပြကြောင်းမှဖျားလို့ရှောက်တင်လေတယ်အဲ့ဒီအခါမှာရွှေပြည်ဝန်ကြီးကဒေါင်တင်က16ပြားထုတ်ပေးပြီးတော့ရ၎င်းဝင်နေမောင်မင်းပစိုးဝယ်၍ဝတ်လေနောက်ကိုယနေ့ကစပြီးတော့ငါရေးတဲ့ကျမ်းတွေကိုလူတွေတိုင်းမချီးမွမ်းလေနဲ့ကြည့်ရှုရမတိုက်တွန်းလေနဲ့တော့ကြားလာမှတ်သွားလေ အဲ့ဒီခါမှာငတာကဘာကြောင့်မှလဲဖရားလို့ရှောက်တဲ့အခါဝန်ကြီးမင်းကနေမစာမတက်ဖဲနဲ့ငါရေးတဲ့စာတွေချီးမွမ်းပါလေငါပါပြည့်ရနေမှာပေါ့မတက်တဲ့သူကချီးမွမ်းပြောဆိုခြင်းဟာငါကိုတက်တည်နေတူတူတယ်နင်နောက်ထပ်ဘယ်တော့အခါမှမပြောနဲ့နော်ခွေးမသားမှတ်သွားလေမင်းတော်မူလိုက်ငတာပြန်လာတဲ့အခါမှာအတီးတငယ်ချင်းတွေဟာ ဟေ့ငတာမင်းကိုဝန်ကြီးမင်းကဘာအကြောင်းကြောင့်ခေါ်တယ်လဲလို့မေးတဲ့အခါငတာကမမေးချနဲ့ကွယ်ဝန်ကြီးမင်းကငါ့ကိုနှုတ်ပိတ်ဒေါင်းနေက16ပြားတနာတော်မူတယ်မပြောဘူးကွယ်လို့ငင်းဆိုချင်းပြုတ်လေတယ်တင်ကန်းစာကိုကြည့်လိုက်တဲ့အခါမှာဆရာတို့ကဘာကိုလေ့လာသိရှိရလဲဆိုတော့ယောမင်းကြီးရဲ့ပညာကိုတန်ဖိုးထားတတ်တဲ့စိတ်ဓာတ်ကိုလေ့လာတွေ့ရှိရတာပဲဖြစ်ပါတယ်နောက်အကြောင်းအရာတစ်ခုကိုဆက်ပြီးလေ့လာကြည့်ကြရအောင်တခါတော့ကနန်းတော်ကြီးရဲ့၌နေညီလာခံမှာမင်းတရားကြီးနဲ့ အတွင်းရေးကိစ္စပြောဆိုကြရာအတိုက်ခံအငင်းဖြစ်ပွားလျက်ရှိကြရာရွှေပြည်ဝင်ကြီးကဘလို့လျှောက်တင်လဲဆိုတော့အမနှမတမိကကိုစရွေဆက်နှင်းလက်ဆောင်သွင်း၍စိုးမင်းချင်းမြတ်ထိုအမတ်သည်အတက်မရှိတတိကင်းကွာ ဖုံးကြီးလာမှုပြည်ရွာပြက်ကြောင်တပါးသည်ဟုချိန်ချောင်းမှဖျားလို့လျှောက်တင်တယ်အဲ့ဒီအခါမှာဖုံးတော်ကြီးဖျားကငလိုင်းဒီလန်ကိုကြည်စံမြည်သူကင်တဲ့လန်တော်လို့မြေတော်မူတဲ့အခါမှာ အရှင်ကမဲတော်ဗျာကင်တော်မူသောလှံဖြစ်ပါကြောင်းကိုရှောက်လေတယ်အဲ့ဒီခါမှာမင်းတရားကြီးကငါကမဲတော်ဒီအီလံဖြစ်မြည်သူကိုစီရင်တနည်းလို့မေးတော်မူတယ်အဲ့ဒီခါမှာရွှေပြည်ဝန်ကြီးကကျွန်တော်မျိုးယေရှုရှင်အဖကိုစီရင်ပါကြောင်းရှောက်လေတယ်တဲ့အီလံတော်နဲ့မောင်မင်းစီရင်ခြင်းကိုခံလို့လားလို့မေးတဲ့အခါမှာရွှေပြည်ဝန်ကြီးကဘာလုပ်လဲဆိုတော့ထိုးတော်မူပါဖရာဟုယင်ဘက်ကိုကောက်၍ပေးတော်မူမင်းတရားကြီးလည်းလှံတော်ကိုကန်၍အတွင်းတော်သို့ ဝင်ဒါကိုကြည့်လိုက်မယ်ဆိုရင်ယောမင်းကြီးကဘလို့စိတ်ဓာတ်မျိုးရှိလဲဆိုတော့အတက်ကိုပင်မငယ်ပဲနဲ့အမှန်တရားကိုရေဝုံဝံပြောဆိုရတဲ့စိတ်ဓာတ်ရှိတယ်ဆိုတာကိုလေးလာတွေ့ရှိရပါတယ်။ကျန်ရသောဝင်ကြီးများကဝင်ကြီးမင်းမလဲတင်းတင်းမာမာရဲပဲရဲလွန်းလှတယ်ဗျာလို့ပြောကြတယ်။ကျွန်ုပ်ဒီလန်နစ်ထိုးသက်၍တေးရခြင်းကမြတ်သည်နေရာတိုင်းမင်းလိုလိုက်၍စီမံတော်မကားမှု ဖြစ်ပွားနေသည့်အတွက်တေးသွားသောအခါရွှေပြည်ဝင်ကြီးသည်မင်းလိုလိုက်မင်းကြိုက် တင်သည့်အတွက်နိုင်ငံတော်ပြည့်စည်ရခြင်းဖြစ်ရလေသည်ဟုဤနာမည်မျိုးကြံရိတ်ခဲ့ပါလေလင်တေကျိုးမနက်ဖြစ်သည်ထိုမကောင်းသောအပုံနဲ့သည်တထောင်ထောင်နှင့်လူအပေါင်းတို့နှကောင်းရှုံးကြမည်ကိုကြောက်เสียကောင်းသည်မူမဲ့ဆိုသည့်အတိုင်းအကြီးအမှုဖြစ်ကြ၍တဲတဲမဲ့မဲ့ဖြစ်အောင်စီမံခန့်ခွဲလျက်လျှောက်တင်ခွင့်ရှိကအသက်ကိုစွန့်၍ရဲဝံဝံတင်ကြရမည်။သို့မှမူမဲ့နှင့်တူမည်ဟုပြောလေတယ်။ နောက်တစ်နေ့အကျယ်ကျုံးနေရာထူးမှာရှော့ချထားခြင်းကိုဒါအောင်ကြည့်လိုက်မယ်ဆိုရင်ရောမင်းကြီးရဲ့ movement ဆိုတဲ့စကလုံးပေါ်မှာခံယူထားတဲ့ခံယူချက်ကိုလေ့လာကြည့်ရှိရတာပဲဖြစ်ပါတယ်ဒါကတော့20ရာစုတုန်းကမော်ဝီဆရာသိန်းရေးသားခဲ့တဲ့မြမလွှတ်တော်ဝင်ကြီးမှုကြီးများစာအုပ်ကနေထုတ်လုပ်ထားတဲ့ရောမင်းကြီးစိတ်ဓာတ်အကြောင်းကိုလေ့လာခဲ့ရတာပဲဖြစ်ပါတယ်။တစ်ခုလုံးကိုခြုံငုံပြီးလေ့လာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဆရာတို့ကဘာလို့လေ့လာတွေ့ရှိရလဲဆိုတော့ရောမင်းကြီးရဲ့ပညာကိုတန်ဖိုးထားတဲ့စိတ်ဓာတ် ။နောက်အမှန်တရားကိုအတက်ကိုပဲမငဲပဲနဲ့အမှန်တရားကိုရဲရဲဝံ့ဝံ့ပြောဆိုရတဲ့စိတ်ဓာတ်ဓာတ်တွေကို အတူယူပွဲလေးလာတွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။ခုဖော်ပြပေးထားတာကတော့ခက်စစ်အဖွဲ့မှာဖြစ်ပါတယ်။ဆရာတို့ကရှေ့ရတင်ငန်းစာကိုလေ့လာတဲ့အခါမှာတချို့စကားလုံးတွေကိုနားမလည်တာမျိုးတွေရှိပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကာယ ानु ပဒနာကျမ်းဆိုတာဘယ်လိုကျမ်းမျိုးလဲ၊ဝိမုတ်တိယတကျမ်းဆိုတာဘယ်လိုမျိုးလဲ၊နှုတ်ပိတ်တဲ့ဆိုတာဘာလို့ဆိုလိုတာလဲ နောက်တစ်ခုဥဒ္ဓဘောစနာသင်္ကာအကျမ်းဆိုတာပါလဲစသဖြင့်ဒီလိုမျိုးနားမလည်နိုင်တဲ့စကားလုံးတွေရှိတတ်ပါတယ်အဲ့ဒါကြောင့်မလို့နော်ဒီခက်စစ်ပွင့်ကိုပေးထားတာပဲဖြစ်ပါတယ်ဒီခက်စစ်ပွင့်ကိုစာမေးပွဲမှာဖြည့်ဆိုတဲ့အခါမှာတိတိကျကျနဲ့ဖြည့်ဆိုပေးရမှာဖြစ်ပါတယ်နောက်တစ်ခုအလင်္ကာတွေကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်ဆရာတို့ကအလင်္ကာအကြောင်းကိုအသေးစိတ်သိချင်တယ်ဆိုရင်တော့အပိုင်း၃အလင်္ကာဆိုတဲ့သင်ခန်းစာမှာတွားပြီးတော့လေ့လာလို့ရပါတယ်ဒီနေရာမှာတော့ဆရာကအဲ ဒီပေးထားတဲ့စကလုံးတွေဟာဘာကြောင့်ဝင်ကားဝဋ်ထိလင်္ကာမြောက်တယ်ဘာကြောင့်ဘဲလင်္ကာမြောက်တယ်ဆိုတာကိုအသေးစိတ်မရှင်းပြတော့ဘဲနဲ့ဝင်ကားဝဋ်ထိလင်္ကာဆိုတာဘယ်လိုမျိုးလဲဆိုတာကိုရှင်းပြမှာဖြစ်ပါတယ်ဝင်ကားဝဋ်ထိလင်္ကာဆိုတာကလွယ်လွယ်မှတ်ရမယ်ဆိုရင်ဓာတ်ရိုက်မရေးဘဲနဲ့တွယ်ဝိုက်ရေးဖွဲထားတာကိုဝင်ကားဝဋ်ထိလင်္ကာလို့ခေါ်ပါတယ်ဥပမာအနေနဲ့တစ်ခုကိုကြည့်လိုက်မယ်ဆိုရင်နှုတ်ပိတ်ဒေါင်တင်က ဒါဟာဆိုလို့ရှိရင်ဝင်ကောက်ထီလင်ကဘာကြောင့်ဝင်ကောက်ထီလင်ကလဲဆိုတော့မပြောရင်ဟန်တာတော့ဒေါင်းတင်ကလို့ဓာတ်ရိုက်မရေးပဲနဲ့နှုတ်ပိတ်ဒေါင်းတင်ကလို့တွေ့ဝိုက်ရေးဖွဲ့ထားတဲ့အတွက်ကြောင့်ဒါဝင်ကောက်ထီလင်ကမြောက်ပါတယ်။ကျန်တဲ့အလင်ကလေးလည်းထိုနည်းအတိုင်းပါပဲ။ ရှေ့ရသင်ခန်းစာတွေကိုကြည်ညက်ညက်လေ့လာသိရှိခဲ့ပြီဆိုရင်တော့အခုဖော်ပြပေးထားတဲ့မိကုန်းတွေကိုလွယ်ကူစွာဖြည့်ဆို့နိုင်မှာပဲဖြစ်ပါတယ်။ဒီမိကုန်းတို့တွေကိုဖြည့်ဆို့တဲ့အခါမှာလူရင်းတူရှင်းပဲဖြည့်ဆို့ပေးရမှာဖြစ်ပါတယ်။စာမေးပွဲမှာရနိုင်တဲ့အမှတ်ကတော့ဒီမိကုန်းတို့တစ်ပုဒ်ကိုတမတ်ရမှာဖြစ်ပါတယ်။ဒါကတော့မိကုန်းရှိဖြစ်ပါတယ်။မိကုန်းရှိကိုဖြည့်ဆို့တဲ့အခါမှာမေးထားတဲ့မိကုန်းနဲ့လိုက်လျောညီထွေဖြည့်အောင်ဖြည့်ရမယ်။နောက်ထပ်ဘာဘာ ထပ်ပြီးတော့စဉ်းစားရမလဲဆိုတော့ဆရာတို့ကဒီမိကွန်းရှိကိုဖြည့်ဆို့တဲ့အခါမှာအကြောင်းအရာအချက်လက်ပြည့်ပြည့်စုံစုံနဲ့ဖြည့်ဆို့ပေးရမှာဖြစ်ပါတယ်။ဒီမိကွန်းရှိကတော့ဆယ်မှတ်တန်ဖြစ်ပါတယ်။ဒီလေးကျင့်ရဲ့မိကွန်းများဆိုတာကတော့ရှိရတင်ကန်းစာကိုလေးလာလိုက်တဲ့အခါမှာအကြောင်းအကြောင်းတွေဘယ်လိုနားလဲသွားလဲဘယ်လိုတက်တည်သွားလဲဘာတွေ ဘလိုမျိုးခံယူချက်တွေကိုရရှိလဲဆိုတာကိုစမ်းသပ်ထားတဲ့မိဂုံးမဲ့ဖြစ်ပါတယ်။အဲ့တော့ဒီကုနေ့ကိုတော့အကြောင်းသူအကြောင်းသားတွေကမိမိတို့ရဲ့ထင်မြင်ချက်ယူဆချက်ခံစားချက်တွေနဲ့ပတ်သက်ပြီးဖြေဆိုနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။